တရားမျှတမှုကိုစန့်ကျင်တာကပါလို့လူမျိုးရေးတွေကိုမုန်းတာတို့ဘာတို့ဒါတွေကနောက်တစ်ခုကဘာသာရေးဘာသာရေးကိုဆွဲပါကောင်းပါတယ်ဘာသာရေးကိုတကယ်ဆွဲရင် လူမျိုးရေးပါကြွက်သွားကြွက်သွားတာဗောဒါဗောဆရာတို့လည်းဖုံးဖုံးတို့လည်းသိတယ်ဘာသာတရားဆိုတာကိုယ့်ရဲ့အတ္တတယ်ကိုယ့်ရဲ့ဖြစ်ချင်တာတဲ့ဘုရားသခင်ဖြစ်ချင်တာကိုလုံးဝလက်ဝါလားအတ္တခွာတာဗော ဖုံဖုံတို့မှလည်းအတူတူပဲကိုဖြစ်ရှင်တာတဲ့ဗုဒ္ဓရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ရတာလေဘုဒ္ဓနာဟိတာရဟိုမုတာတိတိုင်းပြည်ကိုမတိုးတက်စေဘူးစုံယုံစေတယ်မုတာတိတိုင်းပြည်ကိုမတိဆောက်ဘူးဖြိုပြက်တယ်မုတာတိတိုင်းပြည်ကိုကုသိုလ်ကိုမပွားစေဘူးအကုသိုလ်ကိုပွားစေတယ်မုတာတိကောင်းမှုသူစရိုက်ကိုဖြစ်စေဘူးမကောင်းမှုဒုစရိုက်ကိုဖြစ်စေတယ်မုတာတိနောက်ဆုံးဓမ္မနဲ့ကင်းဝေးပြီးတော့အတ္တမကြီးကိုပဲထွန်ကားပြီးတော့မှ အကောင်တော့လူတွေအကျင့်ကအစဇာရိတာကအစအတွေးခေါ်ကအစချွတ်ချုံကြပြီးတော့မှတိုင်းပြည်ကပျက်စီးခြင်းကိုပဲငါးပါးမောက်ပြီးတော့မှရောက်ရှိသွားစေနိုင်တဲ့အရာဖြစ်တယ်မိတ်ဆွေများအားလုံးတော်လန်တော်နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးစကားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘုဒ္ဓဝါဒနွန်တွင်သက်စင်းနေရတဲ့ငါတို့တိုင်းပြည်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာဆွေးနွေးချက်အပိုင်း၅ကိုရောက်ရှိလာပြီဖြစ်ပါတယ် ်ဘိုင်းငါးမှာမလနာဟာဖက်ဂါရီဆရာဦးစုနေဦးတိခါတော်ရဆရာတရာပေသူတို့နဲ့အတူအခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်။ဘာသာရေးကိုဗန်းပြပြီးတော့ဘာသာရေးကိုအကြောင်းပြပြီးတော့အဲ့ဒီလူတွေကလည်းတာမန်လူတွေမဟုတ်ဘူးခေါင်းဆောင်တွေဟုတ်ကဲ့တလားခေါင်းဆောင်တွေတရုတ်တရံမမှန်ကန်တဲ့သူတွေပေါ့ဆရာရဲ့ခေါင်းဆောင်တွေဖြစ်လာပြီးတော့ဒီလူတွေကဘာလုပ်လဲဆိုတော့ဖမမိတ်တယ်လို့ပဲဦးစင်ပြောသလိုပဲအတင်းသူတင်းသားအချင်းချင်းကြားထဲမှာသွေးကွက်အောင်သာပြောတာသူဟုတ်တယ်သွေးကွက်အောင်သာပြောတာ ဘာနဲ့သွားပြောဆိုမုတာနဲ့သွားပြောတယ်သူကမုတာတွေနဲ့သွားပြောပြီးတော့သူ့လူကိုလူသူ့ဖွဲ့ကိုဖွဲ့သူ့ခိုင်းကိုခိုင်းကွဲအောင်လုတော့တာလုတော့တာပဲအသင်းတော်ပြုတ်ခွဲဖို့တွေဖြစ်လာတယ်မညီညွတ်မှုတွေဖြစ်လာတယ်ဒါကိုသိတယ်တမန်တော်ကနော်တမန်ရှင်ပေါ်လူကသူ့ရဲ့သားတစ်ဖက်တိတူကိုဒီလိုစာရေးတယ်ဆိုတော့ဓမ္မသစ်ချမ်းရဲ့တမန်ချမ်းစာဓမ္မသစ်ချမ်းရဲ့တိတူဩဝါဒစာအခန်းကြီး1အခန်းငယ်7မှာဖက်ဆရာတယောက်ကဒါလေးကဥစဉ် ကျွန်တော်တို့ရတမာချမ်းစာပါတရားလေးဟာနည်းနည်းလေးချစ်ဖွယ်ကောင်းတဲ့ချမ်းပိုက်လေးဟုတ်ကဲ့ဗျာကရက်တာမြေမူတာဆွေလန်းတာရဲ့ချမ်းကျုပ်စာကျူတုတ်တုတ်လူရောက်ပြီဟိုဆက်ဆိုသတည်းအဲချမ်းစာပါတယ်လေကရက်တာမြေဟမ်တကရက်တာမြေမူတာဆွေလန်းတာရဲ့ချမ်းကျုပ်စာကျူတုတ်တုတ်လူရောက်ပြီမူတာတုံးတဲ့လူလားလူရောက်ပြီလေ ဟုတ်ကဲ့ပြောရစွာရုပ်ကိုပြောတာမဟုတ်ဘူးနော်ရုပ်ကန်းတာကိုပြောတာဟုတ်ကဲ့ရုပ်မာတာကိုပြောတာရုပ်ကန်းတာရုပ်မာတာအချင်းရုပ်တာအချင်းပုတ်တာဒါကိုပြောတာအဲ့ဒီစာကျူတုတ်တုတ်ချမ်းချုပ်ချုပ်ဖြစ်လာတဲ့လူရုပ်ကဘယ်ကနေအချင်းဒီလဲဆိုရင်မုသာအနေအချင်းတည်တယ်မုသာဆွဲလန်းဆိုတော့ဒီမုသာဟာအခုကျွန်တော်တို့အတိုင်းပြည်မှာမကြခင်လောလောဆယ်တိုင်းပြည်အာဏာကိုရယူထားတဲ့စက္ကပ္ပလို့ပြောတယ်ဒါပေမဲ့လုံနေတဲ့လောက်ရက်ကပြောနေတဲ့စကားနဲ့ စန့်ကျင်ပဲဟုတ်လားမဟုတ်လားအခုကြည့်ဟိုပါတီလေးအဲ့လိုပြောလို့ကျွန်တော်တို့ကဟိုဒီဒီဒီရွက်ကပွဲကိုဟိုထည့်ပြောတာမဟုတ်တော့ဒီလမ်းမဆိုင်ဘူးကျွန်တော်လည်းမထောက်ခံဘူးအသိမှန်လည်းမပြောဘူးစိတ်ထဲရှိတဲ့လူကိုမတတ်မှတ်ဘူးဒါပေမဲ့သူတို့ပြောနေတဲ့စကားနဲ့သူတို့လုပ်နေတဲ့လုပ်ရက်ကစန့်ကျင်ပဲဖြစ်နေတယ်ဆိုတော့မိမောက်ထိုးခြင်းတာစပော့လိုက်ပေးခြင်းတာမှုသားမှာခြေခံနေရတာဟာမှုသားအဲ့ဒါမှုသားပဲ အဲ့တော့ဒီမူသားကိုပဲတုံးပြီးမူသားကိုပဲလှုပ်အခုချီသူတို့ကိုလက်ခံပြီးတော့ထောက်ခံပြီးတော့ရွေးကောက်ပွဲဝင်ပါမယ်လို့လှုပ်တဲ့ပါတီလေးကိုဖျက်သိမ်းလိုက်တယ်ဟုတ်ပါဘူးဟုတ်တယ်ဝင်မပေးဘူးဟုတ်လားဆက်တော့ဒီဒီအနေထားလေးရှိတယ်ဒါဆိုရင်ဒါလဲဘာလဲဒီမိုကရေစီอ่ะဘာလဲပါတီစုံอ่ะ ဟုတ်မလားသူတို့လိုချင်တဲ့လူကိုကြတာအခုပါလေဟိုမှာထောင်ထဲကထုတ်ပြီးတော့မှာဘာလို့လဲရွက်ကွက်ဝင်ခွင့်ပေးတယ်ဆိုတော့သတင်းလေးတွေကျွန်တော်တွေ့ရတယ်ဗျာလွန်ကြီးမှာပေးလိုက်လွန်ကြီးပေးလိုက်တယ်ဒေါက်တာအေးမှာဟုတ်လားအပါညာဆိုတော့ဒါမျိုးလေးတွေပေါ့နော်အဲ့ခါကျတော့သူတို့ပြောနေတဲ့စကားနဲ့သူတို့လုပ်နေတဲ့လုပ်ရက်ကစန့်ကျင်ပဲဖြစ်နေတာဒီဗာလေမုတာဖြစ်တယ်မုတာတိတပည့်တော်နောက်ဆုံးပြောချင်ပါတယ်ပုံပုံနောက်ဆုံးပြောချင်ပါဆရာကြီးဒါတော့ဗာလေဆိုရင်မုတာတိတိုင်းပြည်ကိုမတို့တက်စေဘူးစုံယုံစေတယ် မုသာတိတိုင်းပြည်ကိုမတိဆောက်ဘူးဖြိုဖျက်တယ်မုသာတိတိုင်းပြည်ကိုကုသိုလ်ကိုမပွားစေဘူးအကုသိုလ်ကိုပွားစေတယ်မုသာတိကောင်းမှုသူစေကိုဖြစ်စေဘူးမကောင်းမှုဒုစရကိုဖြစ်စေတယ်မုသာတိနောက်ဆုံးဓမ္မနဲ့ကင်းဝေးပြီးတော့အတ္တမကြီးကိုပဲထွန်ကားပြီးတော့မှအကုန်လုံးလူတွေအကျင့်ကအစဇာရိတာကအစအတွေးခေါ်ကအစချွတ်ချုံကြပြီးတော့မှတိုင်းပြည်ရဲ့ပျက်စီးခြင်းကိုပဲငါးပါးမှောက်ပြီးတော့မှရောက်ရှိသွားစေနိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာ ကလောက်မူတာကိုတွင်တွင်သုံးပြီးတော့မှမူတာလိန်လေလှည့်ပြချင်းဆော့ဆော့ဖုံဖုံမိတ်တယ်လို့ပဲဗျောင်းလိန်နော်ညနာပြောင်ပြောင်နဲ့ဗျောင်ကြီးကိုလိန်နေတဲ့ဒီအလိန်ညာတွေဖြစ်နေတဲ့ဒီ institution ကို ကြီးကြီးကို မထောက်ခံအားမပေးရုံမြမကစန့်ကျင်တော်လှန်ပြီးတော့မှဓမ္မတစ္ဆာတည်မြဲတဲ့နိုင်ငံတည်ဆောက်ဖို့အတွက်ရှိနေတဲ့နေရာရောက်နေတဲ့အရက်ကနေအထူးသဖြင့်ကျွန်တော်တို့ကဲ့သို့သောဒါဘုရားဘာသာမှာဆိုရင်လည်းဖုံဖုံတို့လူတန်ဃာတော်တွေဆရာတော်တွေ အစ္စလာမ်ဘာသာဝင်မှာဆိုလဲဆရာတို့လိုဘလီဆရာတွေနော်ဆာချပုဂ္ဂိုလ်တွေမှဆက်ပြီးအကြောင်းကျောင်းဆရာတွေလက်ဆံကျောင်းတွေအများကြီးよเนาะကျောင်းဆရာတွေမှဆာပါဝင်တယ်ကျွန်တော်တို့မှာဆိုရင်လဲ Reverend တွေ Pastor တွေ Evangelist တွေဓမ္မဝင်ဆောင်တွေအားလုံးကဒီမှုတာကိုလုံးဝလက်မခံပဲစန့်ကျင်ပြီးတော့မှဓမ္မနိုင်ငံတည်ဆောက်နိုင်ဖို့အတွက်တမန်တော်ကိုပြောဖို့သွားဖို့လူတယ်ဆိုတာလေးကိုပြောရင်းနဲ့ကျွန်တော်အနေနဲ့ကတော့ ဒီຢာလေးကိုနှီးကုန်းချုပ်ပါလေဆရာမြန်မာနိုင်ငံမှာနောက်တစ်ခုကအခုရွေးကောက်ပွဲနီးလာပြီဆိုရင်အရှိမပြောဆိုလူမျိုးရေးဘာသာရေးပေါ့နော်ဟုတ်ကဲ့ဆရာလူမျိုးရေးဘာသာရေးဆိုတာကကိုယ်လူမျိုးကိုချစ်ပြီးကိုယ်လူမျိုးကိုထိန်းသိမ်းတာသိကောင်းတာပေါ့ကောင်းတာပေါ့ဆရာရဲ့ဒီကတော့ကိုယ်လူမျိုးကိုချစ်ဖို့အတွက်တခြားလူမျိုးမုန်းရတယ်မလို့ပါဘူးတပည့်တော်ကျမ်းတော်များကိုရာမှာကာနာ9မှာပါရမတ်7မှာဆိုရင်လူမျိုးတစ်မျိုးကိုတရားမျှတမှုကိုလက်လွတ်ဖို့အတွက်လူမျိုးတစ်မျိုးကိုမုန်းလို့မရဘူးခွဲခြားလို့မရဘူး နော်ကန့်သက်လို့မရဘူး။ဘာဖြစ်လို့တုန်းဆိုရင်အဲ့ဒါတရားမျှတမှုကိုစန့်ကျင်ဘက်ဖြစ်တဲ့အတွက်ကြောင့်မို့ကိုရာမှာဆက်မနေအေးဒီလိုဟိုအကရာဘူဖစ်ဒဘစ်တကွာနော်အတင်တို့ဟာတဲ့တရားမျှတစွာနေပါတဲ့အဲ့ဒီတရားမျှတမှုသည်တဲ့တကွာနဲ့အနည်းဆုံးအစ္စလာမ်ဓမ္မမှာအရေးကြီးဆုံးရစ်ဒဝါနုမင်နလ္လာဟီအကဘာအလ္လာဟ်နှစ်သက်မြတ်နိုးမှုဟာအကြီးကျယ်ဆုံးအကောင်းဆုံးအမွန်မြတ်ဆုံးတရား ဆိုတော့အဲ့ဒါနဲ့အနည်းဆုံးကဘာလို့တက္ကဝါတရားတက္ကဝါဆိုတာသီလတမာရီနဲ့ပြည့်စုံတဲ့နှလုံးသားဖြူစင်တဲ့အလားသိစိတ်မပြတ်ထားတဲ့မကောင်းမှုအကုသိုလ်ကိုရှောင်ပြီးကောင်းမှုကုသိုလ်ကိုစီးပူးခြင်းမူတိဆောက်တယ်ဒါတက္ကဝါတရားအဲ့ဒီတက္ကဝါနဲ့အနည်းဆုံးကတရားမျှတမှုအဲ့တရားမျှတမှုကိုစန့်ကျင်တာကဘာလဲလူမျိုးရေးတွေကိုမုန်းတာတို့ဘာတို့ဒါတွေကနောက်တစ်ခုကဘာသာရေးဘာသာရေးကိုဆွဲပါကောင်းပါတယ်ဘာသာရေးကိုတကယ်ဆွဲရင် ူမျိုးကြီးပါကြွက်သွားကြွက်သွားတာပေါ့ဒါပေါ့ဆရာတို့လည်းဖုံးဖုံးတို့လည်းသိတယ်ဘာသာတရားဆိုတာကိုယ့်ရဲ့အတ္တတယ်ကိုယ့်ရဲ့ဖြစ်ချင်တာတဲ့ဘုရားသခင်ဖြစ်ချင်တာကိုလုံးဝလဲပါလားအတ္တခွာတာဟုတ်ဖုံဖုံတို့မှလည်းအတူတူပဲကိုဖြစ်ချင်တာတဲ့ဗုဒ္ဓရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ရတာလေဘုဒ္ဓနာဟိတာရာဟုတ်အများကောင်းကျိုးတကူပဲကိုလို့ချင်တာလို့လို့မရဘူးလေအများကောင်းကျိုးလို့ရတာဟုတ်တယ်မအဲ့ဒါပြောတာဒီဘာသာတရားတွေဆိုတာအတ္တကိုအမှန်ကတော့ချွတ်ပေးတာအတ္တကိုနဲနိုင်တဲ့လောက်နဲအောင်လုပ်ပေးတာ ဆိုတော့ဘာသာတရားကိုငါကတော့မျက်နှိုးပါတယ်တွေ့တာပါတယ်ယုံကြည်ပါတယ်သက်ဝင်ပါတယ်လို့ပြောပြီးတော့အတ္တတွေကြီးနေကိုယ့်ကိုပြန်ဆန်းစစ်ဒါဘာသာတရားကိုမျက်နှိုးတာမဟုတ်ကိုယ့်အတ္တကိုရှည်တန်းတင်နေတာကိုယ့်အတ္တရှည်တန်းတင်ဖို့အတွက်ဘာသာတရားကိုအသုံးချနေတာဟုတ်အဲ့ဒါလူတွေထဲမှာတချို့လူတွေကကြမသိဘဲနဲ့ဖြစ်နေကြတာအဲ့ဒါဟုတ်ကဲ့ဘာသာတိုင်းမှာငါတို့ဘာသာကောင်းတယ်သိကောင်းပါလားကိုယ့်ဘာသာကောင်းတယ်လို့ပြောတာသိကောင်းတယ် ကိုဘာသာကောင်းမှုအတွက်တခြားဘာသာကိုနှိပ်ကွစရာမလိုပါဘူးတခြားဘာသာကိုအပြစ်ဆိုစရာမလိုပါဘူးပြီးတော့တရားမှာဆိုရှိတယ်ကျောင်းတော်မြတ်ကိုယ်တိုင်ကာနာ6ပါရအမှတ်108မှာဝလာသဆုဘုလ္လဒီနယဒူနာမင်ဒူနီလာအတင်းတို့ဟာတဲ့အလာကလွယ်ပြီးတခြားသောဘာသာအယူဝါဒတွေကိုတောင့်ဝင်ယုံကြည်သူတွေကိုအပြစ်ဆိုတာကဲ့ရဲ့တာရှုံချတာလုံးဝမလိုပါဘူးကိုရာမှာပြောထားပြီးသားနော်ဓမ္မတော်မုဟမ္မဒ်တကင်ကတရားကြတော့မိမိရဲ့တပည့်တာဝကတွေကိုမိတ်နေ ကိုယ့်အဖေမေကိုကိုပြန်ပြီးမဆဲရအောင်တဲ့။တာဝကတွေကပြောတော့ရရဆိုးလား။အိုးအလရဲ့တမန်တော်။ကျွန်တော်မျိုးတို့ကဘလို့ဖြစ်လို့ကိုယ့်အမိဘကိုကိုပြန်ပြီးတော့ဆဲရေးတိုင်းထွာမှုပြုလုပ်ရမှာလေ။တမန်တော်ကပြန်ပြီးတော့ပြောမဟုတ်ဘူးတဲ့။တခြားသူတွေရဲ့မိဘတွေကိုဆဲရေးတိုင်းထွာတာ။ရိုင်းဆိုင်တာအဲ့လိုပြုလုပ်တာဟာကိုမိဘကိုဆဲတာနဲ့အတူတူပဲ။တနည်းပြောချင်တာကတခြားဘာသာတွေကိုစော်ကားတယ်ဆိုတော့ကိုယ့်ဘာသာကိုစော်ကားတာနဲ့အတူတူပဲ။ဒီနေ့တချို့ကပြောတယ်ကိုယ့်ဘာသာကို အဲ့ဆိုရင်တချို့ကမေးကြတယ်တော်တော်များများမေးကြတယ်ကျွန်တော်တို့ဘာသာကိုစော်ကားနေစော်ကားရင် तू ကန်နဲ့ तू သွားလိမ့်မယ်လေ तू လို့ရနေ तू အပြည့် तू သွားလိမ့်မယ်အချိန်တစ်ခုပဲဆောင်းလာ तू စော်ကားတယ်လို့ငါတို့လည်းပြန်စော်ကားမယ်ဆို तू အထက် तू လို့တယောက်ကိုဖြစ်သွားအောင်ဖြစ်သွားမှာဟုတ်ပါကျွန်တော်ကဆဲလို့ဆဲကပြန်ဆဲရင်ဆဲကကျွန်တော်လို့မရိုင်းနေတဲ့တယောက်ဖြစ်သွားမှာဦးစင်းလည်းတပည့်တော်လို့ရိုင်းနေတဲ့တယောက်ဖြစ်သွားမှာဟုတ်လားဆိုတော့အဲ့ဒီအတွက်ကြောင့် तू ကဆဲလို့ငါဆဲမယ်ဆိုရင်ရှေ့မှာဆရာတို့ပြောသလိုပဲဘယ်သူပဲပြောမှာနော် ပြီးတော့ဒီပုံပြတပိတော်လူငယ်ငယ်ကအိုရူသူစာအုပ်တွေဖတ်ရတော့ပုံပြလေးတစ်ခုရှိတယ်အဲ့ဒါကဘာလို့ကြားနေချင်သေးတယ်တားကောင်တော်ကောင်မိတားကောင်တော်ကောင်ပြီးတော့မင်းဟာငါဟာမင်းဟာငါဟာနဲ့ခြားကြရင်တက်ကြပုတ်ကြရင်တက်ကြပုတ်ကြရင်တော့ကြားအောင်ချင်သေးရောကခွားမရှိတော့အဲ့မှာဘာလို့လဲဝင်းပလူရဲ့ကြားထဲကနေအဲ့ဒီတားကောင်တားလိုက်မြမပြည်မှာဝင်းပလီရှိတယ်။ကဘာမှာလည်းဝင်းပလီရှိတယ်။ကျွန်တော်တို့ဘာသာဝင်တွေကြားထဲမှာရှိတဲ့တံပိုးအရှိဆုံး တန်ဖိုးရှိတယ်ဆိုတော့မတူတာတန်ဖိုးရှိတာနော်ဒါတော့ဆရာတချို့တွေကအတ္တကြီးဘာဖြစ်တော့ဆိုငါတို့ကပူတာပြီးတော့ဥပမာတချို့ဆိုရင်ဘာပြောတော့ငါတို့ကပူတာဖို့လိုအပ်တဲ့အတွက်ကြောင့်ပြောနေကြတာဥပမာဘာသာရေးရလူမှုရေးရပြီးတော့နောက်တစ်ခုကကိုနားမလဲတဲ့ topic တွေ లైవ్ မပြောကြနဲ့ဥပမာကိုကလူမျိုးရေးရကျွမ်းကျင်တာလားဘာသာရေးကျွမ်းကျင်တာဆရာတို့ကျွန်တော်တို့ဆိုရင်နိုင်ငံရေးပြောတော့မှကိုကျွမ်းကျင်တဲ့ဘာသာရေးဘာကတော့အဲ့လည်းပဲပြောတာဘာသာရေးအထိုင်ကပဲပြောတာဘာဖြစ်လို့ ကိုမကျွမ်းကျင်တဲ့နိုင်ငံရေးဆိုင်ရာ ideology တွေထပြောလို့မရဘူးလို့တော့လွဲသွားမှာဆိုလို့အလားတူပဲလူမျိုးရေးဆိုင်ရာကျွမ်းကျင်တဲ့သူကလူမျိုးရေးကိစ္စပြောတမိုင်းကျွမ်းကျင်တဲ့သူကတမိုင်းကိစ္စပြောနိုင်ငံရေးကျွမ်းကျင်တဲ့သူကနိုင်ငံရေးကျွမ်းကျင်ကိစ္စပြောအဲ့ဒါဆိုအနေရကင်းတယ်ကျွန်တော်တို့အခုမှ TikTok လေးစဖွင့်ပြီးတော့ကိုယ့်ကိုယ်နိုင်ငံရေးသူက TikTok မှာပြောကြင်ရတယ်ပြောတာနိုင်ငံရေးလောက်တာမဟုတ်ဘူးเนาะနိုင်ငံရေးတကယ်လို့ချင်နိုင်ငံရေးကိုတကယ်နားလဲအောင်ကျွန်တော်တို့ကတော်လိုင်းရေးလောက်တာနိုင်ငံရေးလောက်တာမဟုတ်ဘူး မတရားမှုတွေကိုတော်လှန်နေတာမတရားမှုကကြိုက်တဲ့နေရာမှာတော်လှန်လို့ရမှုသားတွေရဲ့စိုးကျိုးတယောက်မှုတွေအကြောင်းကိုဘာသာရေးရှုတော့အသေးသေးကနေဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးချက်အပိုင်း၅ပဲဖြစ်ပါတယ်ဆွေးနွေးချက်ညုံပိုင်းကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်အားလုံးဆောင်မြောက်ကြည့်ချွနိုင်နေတဲ့ဆိုတဲ့အကြောင်းကိုတရင်ကောင်းပါပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်